မင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကပြပေးချင်တာကကျွန်တော်ဆရာတယောက်ပြဘူးတာရှိပါတယ်ကျွန်တော်ဆရာတယောက်ပြဘူးတာကိုရှိတာကိုကျွန်တော်လည်းကျွန်တော်ထောက်လေးနဲ့တွေ့မိတာလေးနဲ့ဒါကန့်ညီနေမှုရှိကြတော့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်အာငုံဖြစ်တဲ့တော့အာအချိန်လေးတော့နည်းနည်းပေးပြီးကြည့်သေးကြပါတယ်ကျွန်မသွားပဲနဲ့ကြည့်ပေးစီစဉ်ပါတယ်အာ ဟုတ်ကဲ့ပထမတက္ကက1990က90 90နှစ်ကနေပြီးတော့စခဲ့တာပါဗျာ1990နှစ်ကမဟာနောက်သုံးလုံးပေါင်းခြင်းပြိတုံညကြခဲ့ရင်၈39မတုံညကြခဲ့ရင်တွေ့ရအောင်နေကဒီမှာ688ဆိုပြီးတော့ထောင်ခဲ့ရင်688တုံညထောင်ခဲ့ရင်တွေ့ရတောင်းကနောက်ဆုံးပိတ်တုံးလုံး739တုံညထောင်ရင်တွေ့အောက်က 668ဒီတုံညာတုံတုံညာပေါင်းချင်းပြိတ်တုံညာထောင်းခဲ့ရင်သူ့ရဲ့တပင်ကြမှာအောက်ကတပင်ကြမှာမငါးထိပ်ဆိုပြီးချပေးတယ်သူ့ရဲ့တပင်ကြာငါးထိပ်လို့ချပြရတယ်သူ့ရဲ့မှာရှိရဆောင်ကထိပ်ရဲ့အလဲရဲ့ပိတ်ရဲ့ပေါင်းချင်းရကိုးဖြစ်ရမယ်ဒါတော့နေရန်ဒါတော့ပုံဒီပို့ဗျာပုံဒီနေ6တဲ့ဒါနေ6တဲ့ဒီမှာဒီဆောင်တုံးလုံးပေါင်းချင်းကနေ6 ဘေးထိရဲ့အလေရဲ့ဘေးရဲ့ပေါင်းခြင်းကကိုဖြစ်ရမယ်ပေါ့ဆိုတော့ကိုဖြစ်ရမယ်ဆိုတော့အာ6နှစ်ဆိုတော့မရှိအဘိအဘိက8ဆိုတော့ကို9တရပြီအထိတ်က9ရဲ့အဘိက8ရဲ့ဆိုတော့6ရပြီ2ရဲ့ရှ800ကနန်းကခါကနောက်နှလုံးပေါင်းခြင်းဆိုတော့ တစ်ပိတ်ရပြီဆိုတော့နောက်လုံးပေါင်းကြီးကိုဖြစ်ဖို့အတွက်ခါးရှစ်ဖြစ်ရမယ်အဲ့တော့၅၈တစ်ဆိုပြီးတော့ဒီမှာတကွက်ရတယ်ဒါတကွက်ထည့်ထူအောင်ပါဗျာအားကြမ်းမလို့ပါဘူးညမယ်ရှစ်ဒုံကိုဘူဘရိတ်နောက်သုံးလုံးပေါင်းကြီးဘူရခဲ့ရင်ဒုံညာကြခဲ့ရင်တွေ့နောက်နေမှာတွေ့ရနောက်တစ်ချိန်မှာ6 6 8ဆိုပြီးတော့ဒီမှာလည်းဒုံညာကြခဲ့ရင်ပေါင်းကြီးဒုံညာကြခဲ့ရင်တွေ့ရတပင်ကြမှာ၅ထိတ်ဆိုပြီးတော့ခြာပြရတယ် ဆိုတော့ငါတွေသူချပေးတယ်ဒီဆောင်တုံးလုံးပေါင်းခြင်းကထိတ်ရဲအလေရဲအပိတ်ရဲပေါင်းခြင်းဟာကိုဖြစ်မယ်6နှစ်6ဆိုတော့ဒီမှာ6ကိုဖြစ်ဖို့တော့အပိတ်ကဒီမှာ1ဖြစ်ရင်ရပြီဆိုတော့ငါထိတ်နဲ့1ပဲရပြီဆိုတော့ဒီထောက်ကဏ္ဍရရှိရာခါကဏ္ဍခါအားကိုဟာဒူထွက်မဲ့နောက်ခြင်းဟာနောက်တင်းရဲ့နောက်နောက်ပိတ်နှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းဖြစ်ရမယ်ကိုခါဆိုရင်ကြောင့် တိပိတ်ကရပြီဆိုတော့ကိုဖြစ်ဖို့အတွက်ခါရှစ်ထက်လည်းရပြီ။ Okay ဒီတော့ငါရှစ်တက်ဆိုပြီးတော့တကွတဲ့ဒါပထမကတ်ပေါ့ဗျာ။ရှင်းကြမလို့ထင်ပါတယ်ဗျာ။ဒါနောက်တစ်ကတ်က1981မှာပေါ့80 80တက်မှာဖြစ်ခဲ့တယ်။80မှာဖြစ်ခဲ့တယ်။ဒီမှာ date နောက်စီးနောက်တုံးလုံးပေါင်းခြင်းက9 5 6 twin ကြောင့်ဒုံညပရိယာတယ်။သူ့ရဲ့နောက်မှာ တွေ့အောင်မှာအောက်ကတစ်ကြိမ်က6 6 8ဆိုပြီးတော့ဒီမှာလဲပေါင်းချင်းတုံညာရတယ်ဇောင်းတုံးလုံးပေါင်းချင်းတုံညာပေါ့တွေ့အောက်ကတပင်ကြမှာ9ထိပ်ဆိုပြီးခြားပြီးတယ်โอเคဒီမှာ9ထိပ်ရ9ထိပ်ရပြီဆိုတော့ဒီမှာခုနကျွန်တော်ရှိရခက်ကလို့ပဲဒီဇောင်းတုံးလုံးပေါင်းချင်းကဒါ9ဖြစ်ရမယ်ဆိုတော့9နှစ်ဆိုတော့အခွန်ခွန်ဆိုတော့9ဖြစ်ဖို့အတွက်နှစ်ပိဆိုရင်နှစ်နှစ်ပိဆိုရင်ဒါ9ဖြစ်ပြီဆိုတော့9နှစ်နှစ်ဆိုတော့9ဖြစ်ပြီ တော့ငါးထိပ်ရပြီနှစ်ပိတ်ရပြီတူရှယ်ရှိရနှစ်ကခါကနောက်နှလုံးပေါင်းခြင်းဆိုတော့နှစ်ပိတ်ဆိုတော့နောက်နှလုံးပေါင်းခြင်းတို့များဖြစ်ပေတော့မခါရှစ်ထက်လိုက်ပြီးငါးရှစ်နှစ်ဆိုပြီးတော့တကွက်ထဲရဒါဒုတိယကပ်ပေါ့ဗျာရှင်းကြမလို့ထင်ပါတယ်ဗျာဟုတ်ကဲ့နောက်1985 86ခုနှစ်မှာနောက်တစ်ချိန်ထပ်ဖြစ်တဲ့နောက်တစ်ကပ်က85 86မှာပေါ့ မှာ1 3 5ဆိုပြီးတော့အထောင်ဒါနောက်ဒုံလုံးပေါင်းခြင်းဟာဒုံညာဖြစ်သွားပြီဒုံညာဖြစ်ဖြစ်ကြောင့်တွေ့အောက်ကနေကတွေ့အောက်ကခြင်းက6 6 8ဆိုပြီးတော့ဒီမှာဒုံပေါင်းခြင်းဆောင်ဒုံလုံးပေါင်းခြင်းဟာဒုံညာဆောင်ဒုံလုံးပေါင်းခြင်းဒုံညာဆိုရင်တော့တွေ့အောက်ကခြင်းညာတော့တပင်ကြာမှာ9ထိပ်ဆိုပြီးတော့ချပြီး ငါထိတ်ဆိုပြီးချပြီးတယ်ဒီမှာထိတ်ကြီးငားရပြီဆိုတော့ကျွန်တော်တို့အပိတ်ရှာမယ်ပေါ့ပိတ်ကဒီဆောင်းတုံးလုံးပေါင်းခြင်းဆိုရင်ကြောင့်ဆောင်းတုံးလုံးပေါင်းခြင်း၉ဆိုရင်ကြောင့်ငားလေးဆိုဒီမှာ၉ဖြစ်နေပြီ၉ဖြစ်နေဆိုတော့အပိတ်ကဒါဒုံညာထိတ်လိုက်ပြီးရင်ဒါပြီးပေါ့ဗျာငါထိတ်ဒုံညာပိတ်ရပြီငါထိတ်ဒုံညာပိတ်ကိုမှကျွန်တော်တို့ကခါကခါရှာမယ်ဆိုတော့ဒီထိတ်စည်းရခါကနောင်နှလုံးပေါင်းခြင်းဖြစ်ရမယ်ဆိုတော့ခါက၂ဆိုတော့နောင်နှလုံးပေါင်းခြင်းနောက်ကဒုံညာရပြီး နှစ်ဖြစ်ဖို့အတွက်ဆိုတော့နှစ်ခါထက်လိုက်ပြီโอเคပြီဒီတော့ငါးနှစ်တုံညာဆိုပြီးတော့ဒါတကွက်ရတယ်ပေါ့တဲတစောရရတယ်ဒီလိုစိုက်ပုံစံမျိုးဟာဘယ်နှစ်မှာထပ်ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီ2025မှာထပ်ပြီးတော့ဒါလာပြီးတော့ပြန်ဖြစ်နေတယ်ပြန်ညှိနေတယ်ဆိုတော့2025ခုနှစ်မှာဒီမှာ688ဆိုပြီးတော့ sorry 686ဆိုပြီးတော့ဒီမှာပေါင်ခြင်းနောက်တုံးလုံးပေါင်ခြင်းတုံညာဖြစ်နေပြီ နောက်လုံးပေါင်းတို့ညဆိုတော့တော်ရီဒီတော့ဒီမှာ2025ခုနှစ်မှာဒီမှာ6 6 68ဆိုပြီးတော့ဒီမှာဒါခြေတုံးလုံးပေါ့နောက်နောက်ပိတ်တုံးလုံးပေါင်းခြင်းတုံရရရ6 68ဆိုပြီးတော့နောက်ပိတ်တုံးလုံးပေါင်းခြင်းတုံရရတယ်ဆိုတော့သူ့ရဲ့အောက်က ရှိကကနီးတူပါပဲသူ့ရဲ့အောက်ကဒီကြိမ်မှာ6 6 8ဆိုပြီးတော့ပေါင်းချင်းတုံညာရပြီနောက်ပေတုံလုံးပေါင်းချင်းတုံညာတောင်းတုံလုံးပေါင်းချင်းတုံညာသူ့ရဲ့အောက်ကတပင်ချာမှာ9ထိပ်ဆိုပြီးတော့ဒါ9ထိပ်သူချင်းက9ထိပ်ချပေး9ထိပ်ချပြီးတော့ဆိုတော့ဒီအပိတ်ရဲ့ခါရဲ့ဒီကအပိတ်ရဲ့ပေါင်းချင်းထိပ်ရဲ့အပိတ်ရဲ့ခါရဲ့ဒီကအပိတ်ရဲ့ပေါင်းချင်းဟာကိုးဖြစ်မှာဆိုရင်တော့ 6ဒါပေါင်းခြင်း6ဖြစ်ပေါ့6 4 6ဆိုတော့ဒါပေါင်းခြင်း6ရိုက်ပေါ့ဗျာဒီနောက်ကခါးကိုရှာမယ်ဆိုတော့ဒီမှာကြည့်ရတဲ့ချိန်မှာခါးကနှစ်ဆိုတော့နောက်နှလုံးပေါင်းခြင်းကနှစ်ဖြစ်ရမယ်ဆိုတော့နှစ်ဖြစ်မယ်ဆိုတော့6 6 6ပေါ့6 6ဆိုဆက်နှစ်ပေါ့9 6 6ဆိုပြီးတော့တကွက်တဲရရတယ်ဗျာ တကွတဲ့ရတယ်ဆိုတော့ကကျွန်တော်ဒါဒါဆရာကြောက်ပြပြီးဦးတဲ့ဆရာကြောက်ပြပြီးဦးတာလေးကျွန်တော်ပြပြီးခြင်းဖြစ်ပါတယ်နောက်နောက်တဲ့အထောက်အနေနဲ့ကကျွန်တော်မွေးကွန်လေးရှိပါတယ်ဗျာကျွန်တော်ရင်ပြောဦးတယ်ဒီမှာလေးဗျာဒီထိတ်စီတုံးလုံးပေါင်းခြင်းကထိတ်စီတုံးလုံးပေါင်းခြင်းပရိကအပူခွအနေနဲ့ပြန်ထွက်ပြီးတာဗျာ၃၅၈ ရှိရှိပေါင်းချင်းဆိုတော့16 6ပြိ6ပြိဘူးခွာပေါ့ဗျာ6ပြိဘူးခွာဆိုတော့ဒါ10ခွဲဆိုင်ဖြစ်မယ်ဗျာကျွန်တော်အရင်ကြီးပြဘူးပါတယ်ဒုံညာဒုံညာ6ရဲ့ဒုံညာဒုံညာ4ရဲ့ဒုနစ်နစ်နစ်ထွန်ရဲ့မှာဒုံဒုံညာဒုံရဲ့ဒါထွန်ထွက်ပြီ sorry အဘူးခွအနေနဲ့အဘူးခွ6ပြိထွက်ပြရမယ်ဗျာဒါ2015ခုနှစ်မှာ6ပြိ6ပြိဘူးခွဆိုတော့6ပြိဘူးခွ okay ဒီမှာ466ဆိုပြီးတော့ မာတကောထွက်တော့တယ်ဗျဒါ2016ခုနှစ်မှာမာဒုံရှစ်ဒုံဆိုတော့မာလေးဘရိတ်လေးဘရိတ်ဘူးခွာဒုံညဒုံညလေးဆိုတော့ဒီမှာဘူးခွာနေနေဒီမှာထွက်ပြီးခဲ့တယ်ဒုံညဒုံညလေးဆိုပြီးဘူးခွာထွက်ပြီးခဲ့တယ်ဆိုတော့နောက်တစ်နှစ်2019ခုနှစ်တ6 date မှာ10 date 10 date ဘူးခွာကဒီမှာ2 2 6ဆို2 2 4ဆိုပြီးတော့ထွက်ပြီးခဲ့တယ် နောက်ဒီနေ့ရှေရှေ9ဆိုတော့ငါးပရိငါးပရိဘူခွာဒီမှာတစ်တုံးတစ်ဆိုပြီးတော့ထွက်ပြီးခဲ့တယ်2019ခုနှစ်တုံညာ sorry တုံညာဒေရှေဆိုတော့မကိုးပရိကိုးပရိဘူခွာအဲ့နှစ်ထက်မှာ388ဆိုပြီးတော့ထွက်ပြီးခဲ့တယ်2020ခုနှစ်ခွန်းနှစ်လေးပေါင်းချင်း3ပရိ3ပရိဆိုတော့ဒီမှာဒီထဲမှာ3ပရိဒီမှာ66တစ်ဆိုပြီးတော့ မာဘူးခွာချပြီးခဲ့တယ်2021ခုနှစ်336ဆိုခြင်းကြောင့်ဒီမှာနှစ်ပရိနှစ်ပရိဘူးခွာဒီမှာခွန်ရှိခွန်သူတို့ထွက်ပြီးခဲ့တယ်ဒီမှာ135ဆိုတော့ဒီမှာ6ပရိ6ပရိဒီမှာ69ဆိုတော့ဘူးခွာထွက်ပြီးခဲ့တယ်2023ခုနှစ်2023ခုနှစ်မှာ944 ငါးလေးကိုမှတော့ဒုံးပရိတ်ဒုံးပရိတ်ဒီမှာပူခွာကမှငါးလေးလေးဆိုပြီးတော့ဒီမှာပြန်ကြထွက်ပြီးခဲ့တယ်2024ခုနှစ်မှာ633မှနှစ်ပရိတ်နှစ်ပရိတ်ပူခွာနှစ်ပရိတ်ပူခွာဒီမှာ636ဆိုပြီးတော့ဒီမှာထွက်ပြီးခဲ့တယ်ဒီ2025ခုနှစ်ခွန်ခွန်3ဆိုတော့ဒီမှာခွန်ပရိတ်ခွန်ပရိတ်ပူခွာခွန်ပရိတ်ပူခွာနေ ဒါ10ခွဲဆိုင်ပေါ့ဗျာ company ဘူးခွန်နဲ့တို့ညတို့ညခွန်1 1 5နှစ်နှစ်သုံးသုံးသုံးတဲ့လေးလေးကိုငါးငါးခွန်၆၆ငါဒီမှာ၆၆ဆိုပြီးတော့ဒါခွန်ပရိတ်ပေါ့ဗျာဒီပြန်ကြဒီထဲမှာကြပြန်မယ်နေသားဆိုတော့ဒီမှာ၆၆ငါဒီမှာကျွန်မငါးငါး၆ငါး၆၆ပေါ့ခွန်ပရိတ်မွေးခွန်နဲ့လည်းညှိနေတဲ့အတွက်ဒီဆိုင်လေးတော်တော်ကြိုက်ပါတယ်ကျွန်တော်အမ်စင်ပြေခြင်းတော့တုံးကြပါဗျာကျွန်တော်တော့ trái mía liu bia bê chim chim bà đấy, chúng nó chăn lại liu lẽ sạc phải lục bê cái chảo bao, chỉ giúp bà bia, các con chảo bà thì bia, ok, à chảo chảo cái đó đã đẹp bao bia, à chảo chảo, à chảo chảo đẹp, đẹp, cái sinh viên nó đông chảo bao bia, ok, các con chảo bà thì bia